ညစာမစားဘဲနေခြင်းကကျွန်တော်တို့ကျန်းမာရေးအတွက်ကိုကောင်းတဲ့အကျိုးသက်ရောက်မှုတွေရှိစေနိုင်သလားဆိုတဲ့မေးခွန်းနဲ့ပတ်သက်ပြီးတော့ဒီဗီဒီယိုမှာကျွန်တော်ရှင်းပြပါမယ်။ကျွန်တော်တို့ပိန်ကျင်တဲ့လူတွေအစီကျကျင်တဲ့လူတွေ ကြားထဲမှာညဘက်မစားဘူးဆိုတဲ့အိစာကတော်တော်များများလုပ်ဘူးကြလိမ့်မယ်။ဒီမှာကျွန်တော်ရေဘူးရအဖြစ်သုံးသပ်တဲ့အခါမှာကျန်းမာရေးအတွက်ကောင်းတာတွေလည်းရှိသလိုမကောင်းတာတွေလည်းရှိတယ်။ကျန်းမာရေးအတွက်မကောင်းတာတွေကပုံမှန်စားနေတဲ့လူတွေကမစားဘဲနဲ့နေလိုက်ရင်ညဘက်အိတ်လို့မပြောဘူး။ဘိုက်စားနေမယ်။ တရင်တို့တစ်ခေါင်ကျော်ထဆားမိရင်ပို့ပြီးတော့ဝိတ်မကြတဲ့ပြင်ကိုဝိတ်တောင်တက်သွားတယ်ဆိုတဲ့ကိစ္စမျိုးတွေဖြစ်လာနိုင်တယ်ပေါ့နော်မနှမ်းအရာထားတဲ့အခါမှာလည်းညစာမစားထားတဲ့လူကနေရတာမလန်းသလိုမျိုးအာမရှိသလိုနှုံးသလိုမျိုးပေါ့နော်ဒါမျိုးလေးတွေခံစားနိုင်တယ်အမျိုးသမီးတွေဆိုရင်ယာဉ်ကြီးတွင်းနဲ့ပတ်သက်တဲ့ကိစ္စတွေပေါ့နော်ဟော်မုန်းနဲ့ပတ်သက်တဲ့အကြောင်းအရာတွေသားရိုက်ဟော်မုန်းနဲ့ပတ်သက်တဲ့ကိစ္စတွေတွေအဲ့လိုမျိုးအဆင်မပြေတာလေးတွေကြုံရနိုင်တယ် တကယ်လို့သာမနှက်စာနဲ့နေ့လယ်စာမှာခနာကုတ်တက်လိုအပ်တဲ့အသားဓာတ်တွေလုံလောက်အောင်မစားတိုင်းညဘက်ကိုကျွန်တော်တို့မစားဘဲကြော်လိုက်တဲ့အခါမျိုးတွေမှာခနာကုတ်မှာမာဆယ်လော့စ်လို့ခေါ်တဲ့ကြော့သားဆုံးရှုံးမှုတွေဖြစ်လာနိုင်ခြင်းရှိတယ်။ဒါပေမဲ့မကောင်းတာတွေကပမာဏသိတော့အရေးမကြီးဘူး။အဓိကတော့သူ့မှာကောင်းတာတွေလည်းရှိတယ်။ဘာတွေကောင်းလဲဆိုတော့ညဘက်မစားဘဲနေလိုက်ရင်ကျွန်တော်တို့ကမနှက်နေနေ့လယ်မှာခနာကုတ်တက်လုံလောက်တဲ့ပမာဏစားပြီးသားဆိုရင်ညဘက်မှာ အစာကိုမစားဘဲနေလိုက်ခြင်းအပြင်ဝိတ်တွေစက်မတက်လောက်အောင်ထိမှုအတွက်အထောက်အကူဖြစ်စေတယ်။နောက်နံပါတ်2ချက်ကဒီနေ့နေ့လေတည်းကမစားဘဲနဲ့နောက်နေ့မနေ့အထိနေလိုက်တဲ့အခါမှာခန္ဓာကိုယ် fasting လုပ်သလိုဖြစ်သွားတယ်။17နိုင်နဲ့16နိုင်လောက်အစာမစားဘဲ fasting လုပ်သလိုဖြစ်တဲ့အတွက်တွေးတွင်းတကြားဓာတ်တွေထိန်းကြီးတဲ့နေရာမှာလည်းအထောက်အကူဖြစ်စေတယ်။ဒါပြင် autophagy ဆိုတဲ့ process ပေါ့နော်ကျွန်တော်ခန္ဓာကိုယ်မှာ cell တွေကိုပြန်ပြီးတော့ repair လုပ်တဲ့ process အတွက်လည်းသူကအထောက်အကူဖြစ်စေတယ်။အဲ့တော့ သူ့မှာကောင်းတာတွေလည်းရှိတယ်မကောင်းတာတွေလည်းရှိတယ်ဒါပေမဲ့အဓိကဘာလို့ပို့လို့လဲဆိုတော့ပိန်ကျင်တဲ့သူတွေဟာညစာကိုမစားဘဲနေထားတဲ့ဆိုင်ကျွန်တော်တို့ခန္ဓာကိုယ်မှာလိုအပ်တဲ့တနေ့တာကယ်လိုရီကိုတွက်ချက်ပြီးတော့စနစ်တကျတွက်ချက်ပြီးရှော့စားတာပို့ပြီးတော့အဆင်ပြေတယ်အထူးသဖြင့်တော့ညစာကိုမရှောင်သင့်တဲ့လူတွေကိုကျွန်တော်ပြောပြမယ်နံပါတ်၁ချက်အနေနဲ့ကျွန်တော် body beta တွေပေါ့နော်ခန္ဓာကိုယ်ကြွက်သားတည်ဆောက်ခြင်းတဲ့သူတွေနံပါတ်၂ချက်ကစီးကျော်ရှိတဲ့လူတွေသွေးရင်းတကြားအတွက်ကိုကျွန်တော်ထိန်းကြီးဖို့အတွက်ဆေးတွေတောင်းနေရတဲ့လူတွေ ရေးကြည့်ပါတယ်လူငယ်တွေနောက်တစ်ခုညာဘက်အိတ်မပြောတဲ့လူတွေညာဘက်အိတ်ရင်နဲ့ပတ်သက်ပြီးအစင်မပြေတဲ့လူတွေဆိုရင်ညာစာကိုမဖြတ်သင့်ပါဘူးဟော်မုန်းနဲ့ပတ်သက်တဲ့ကိစ္စတွေမှာကျွန်တော်တို့ယာတီတွင်းမမှန်တဲ့အမျိုးသမီးတွေသားရိုက်ဟော်မုန်းနဲ့ပတ်သက်တဲ့အစင်မပြေမှုတွေကြုံရနေတဲ့လူတွေဒီလိုတွေဆိုရင်လည်းညာစာကိုမဖြတ်ပါနဲ့အဲ့တော့ကျွန်တော်ညာစာဖြတ်သင့်သလားမဖြတ်သင့်သလားဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့နားလေသဘောပေါက်လိုက်မယ်လို့မျှော်လင့်ပါတယ်ကျေးဇူးတင်ပါတယ်